မြတ်စွာဘုရားနဲ့ယဟန်တာတွေဟာနိဗ္ဗာန်ဝန်ဆံသွားကြပြီတနည်းအားဖြင့်နိဗ္ဗာန်ကိုရောက်ရှိသွားကြပြီဆိုတဲ့သဘောဆိုတော့ဘုရားယဟန်တာတွေဟာနိဗ္ဗာန်မှာရှိနေကြတဲ့သဘောလားကျိုးသေးစွာလျှောက်ထားအပ်ပါသည်ဖုရားမရှင်းတာလေးတစ်ခုမြှောက်ချင်လို့ပါမြတ်စွာဘုရားနဲ့ယဟန်တာတွေဟာ နိဗ္ဗာန်ဝန်ဆံသွားကြပြီတနည်းအားဖြင့်နိဗ္ဗာန်ကိုရောက်ရှိသွားကြပြီဆိုတဲ့သဘောဆိုတော့ဖရာယဟန္တာတွေဟာနိဗ္ဗာန်မှာရှိနေကြတဲ့သဘောလားလူဘိန်းနားလေအောင်ရှင်းပြပေးတော်မူပါဖရာတဲ့ဖရာနဲ့ယဟန္တာတွေနိဗ္ဗာန်မှာရှိနေတယ်လို့စာအုပ်တအုပ်မှာရေးထားတာကိုဖတ်ဖူးပါတယ်လောကီစာရေးဆရာတွေဆိုတော့လည်းပဲစိတ်ထဲရှိတာကိုရေးတာပေါ့နော်နိဗ္ဗာန်ဒီဘုံဌာနမဟုတ်တဲ့အတွက်ကြောင့် နိဗ္ဗာန်မှာဖရာယဟန္တာတွေမရှိပါဘူးအကယ်၍နိဗ္ဗာန်သည်ဘုံဌာနတစ်ခုဆိုရင်မြတ်စွာဘုရားက30ဘုံလို့ဟောမှာမဟုတ်ပါဘူး32ဘုံလို့ပဲဟောမှာပါ30ဘုံလို့ဟောတာကကြည်တော်အဖြစ်နိဗ္ဗာန်သည်ဘုံဌာနမဟုတ်ဘူးဆိုတာကိုထင်ရှားပါတယ်ကိလေသာကုန်ခံပြီးနောက်တစ်ခါပြန်မမွေးတော့ပဲဒုက္ခဆက်သိမ့်သွားတာကိုပဲနားလေလွယ်အောင်လို့နိဗ္ဗာန်ဝန်ဆံသွားကြပြီနိဗ္ဗာန်ရောက်ရှိသွားပြီလို့ဆိုလိုခြင်းဖြစ်ပါတယ်နားလေပါစေနော် အရှင်ဖရရက်ပြည့်ရှိပါအကြောင်းကိုဗီဒီယိုလေးနဲ့ဖြည့်ပေးရန်တစ်တော့ညီကိုမောင်နှမများကိုစားမေတ္တာရှိထားပြီးအများသူငါသိစေခြင်းလို့ဖြည့်ပေးပါရန်တောင်းပန်လျှောက်ထားပါတယ်တဲ့ရက်ပြည့်ရှိပါဆိုတာမတ်ဖို့နိဗ္ဗာန်မရနိုင်သောအယထာနရှိပါကိုပြောတာပါအဲ့ဒီရှိပါကဘာတွေလဲဆိုရင်တစ်ပစ္ဆံတသောဖရသာသနာမတည်ရှိသောပစ္ဆံတရ၌ဖြစ်ရခြင်းနှစ်အရူပိနော နန္တာရှိပြီးရုပ်မရှိသောအရူပ၄ပုံ၌ဖြစ်ရခြင်း။၃ဝိတ္တလင်္ကောပဋိတန်တေအာဖြင့်ကိုအင်္ဂါချွတ်တဲ့တော်သူဖြစ်ရခြင်း။၄အတိညာသောရုပ်တာရှိပြီးနာမရှိသောအတိညာတ္တဘုံ၌ဖြစ်ရခြင်း။၅မိိဆာဒိဋ္ဌိနိယတမိိဆာဒိဋ္ဌိဖြစ်ရခြင်း။၆ပေတောပိဋ္ဌာဘုံ၌ဖြစ်ရခြင်း။၇တိရိစ္ဆာနော တိရိစ္ဆာန်ဘုံ၌ဖြစ်ရခြင်း။ ရှစ်နေရာရီကောငရဲဘုံ၌ဖြစ်ရခြင်းတို့ပဲဖြစ်ပါれ။ဒါဟာမတ်ဖို့နိဗ္ဗာန်မရနိုင်သောအယထာနရှစ်ပါးပဲဖြစ်ပါれ။မိခွန်လေးဖြေဖို့တက်တော့ဖွင့်လိုက်တဲ့အချိန်မှာဘာသာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကြည့်မိလိုက်ပါれ။အဲ့ဒါကဘာလဲဆိုတာကိုကြည့်လိုက်ပါဦးနော်။ဒီအမည်ရှိသောပြမပါလားအသင်ပြမပြမဘုံမတကူဟုန်ဖြင့် ခยีလှဲ့လေနေပါသလားအတင်ပြမှာမှန်ပြီဒီသင်လကြမယ်သင်လဲနတ်ပြီ6ထပ်ကိုခยีလှဲ့လေနေပါသလားသင်လကြမယ်မှန်ပြီဒီကျွန်ုပ်အုပ်ဆိုးရတော့နတ်ပြီ6ထပ်ကိုအစင်မပြလှဲ့လေစောင့်ရှောက်နေရပါသည်သင်ဤတော်ဝင်ဒီကြီးမားပြီဆိုတာကျွန်ုပ်တို့မြမာများသည် သင်ကဲ့သို့တော်ဝင်ရှိသည် ုတ်ဆိုးရသောမင်းတို့သည်တာဝန်ကြီးရစမြဲပြန်ဖြစ်ပြီလူမင်းတို့ရဲ့နတ်ပြည်6ထပ်ကိုအုပ်ဆိုးရသောကျွန်ုပ်သည်အဲ့ဒီထဲမှာတရားမင်းကနတ်ပြည်6ထပ်ကိုအုပ်ဆိုးတယ်ဆိုတာပါတယ်နော်တရားမင်းကနတ်ပြည်6ထပ်လုံးကိုမအုပ်ဆိုးပါဘူးတရားမင်းကနတ်ပြည်6ထပ်ထဲကသရုမာရဲ့နတ်ပြည်နဲ့တာဝတိန်သာနတ်ပြည်နှစ်ပြည်ကိုပဲအုပ်ဆိုးပါတယ်ရှာမာနတ်ပြည်ကိုသူရမနမင်းအုပ်ဆိုးပါတယ် တုတိတာနတ်ပြည်ကိုတန်တုတိတာနာမည်အုပ်ဆိုးပါတယ်။မိမာနရတိနတ်ပြည်ကိုသူနေမိတာနာမည်အုပ်ဆိုးပါတယ်။ပရနေမိတဝတဝတိနတ်ပြည်ကိုဝတဝတိနာမည်အုပ်ဆိုးပါတယ်။ဒါကြောင့်ကြာမင်းကနတ်ပြည်6ထက်လုံးကိုအုပ်ဆိုးတာမဟုတ်ပါဘူး။နတ်ပြည်6ထက်တည်းကသရုမဟာယေနတ်ပြည်နဲ့တာဝတိန်တာနတ်ပြည်နှစ်ပြည်ကိုပဲအုပ်ဆိုးပါတယ်။အဲ့ဒါတွေကိုဥစဉ်တို့တက္ကະတက္ကမတွေသိထားဖို့လိုပါတယ်။သိမထားဘူးဆိုရင်နှစ်ပေါင်းကြာလာတဲ့အခါမှာ အဲ့ဒီအမှားကြီးကို အမှန်လို့ထင်သွားကြပါလိမ့်မယ်နော်သာသနာပြုတာနဲ့အိမ်ထောင်ပြုတာဘယ်ဟာကပိုကောင်းပါသလဲဖရာတဲ့ဦးဇင်းတို့ငငယ်တုန်းကလူထွက်ချင်းစိတ်ပေါက်နေတဲ့ဦးဇင်းတို့ကိုလူမထွက်ဖြစ်အောင်ဦးဇင်းတို့ဆရာသမားကဘယ်လိုဆုံးမသလဲဆိုရင်လူဘဝဆိုတာရာခဲတဲ့သာသနာနဲ့ကြုံဖို့ဆိုတာလည်းခဲရင်တယ်ကံကောင်းလို့လူဖြစ်ပြီးကံကောင်းလို့သာသနာနဲ့ကြုံနေတဲ့အချိန်မှာ သာသနာတော်ဝန်ကိုထမ်းဆောင်ပြီးသာသနာ့ကျွန်ခံကြစမ်းပါဒီဘဝသိပြီးရင်နောက်ဘဝလူဖြစ်မယ်မဖြစ်ဘူးဆိုတာမပြောနိုင်ဘူးထို့အတူပဲသာသနာနဲ့ကျုံမယ်မကျုံဘူးဆိုတာလည်းမပြောနိုင်ဘူးကံကောင်းလို့လူဖြစ်ပြီးကံကောင်းလို့သာသနာနဲ့ကျုံနေတဲ့အချိန်မှာသာသနာတော်ဝန်ကိုထမ်းဆောင်ပြီးသာသနာ့ကျွန်ကိုခံခြင်းဟာမင်းတို့အတွက်ကောင်းကျိုးဖြစ်ပါတယ်လူထွက်ပြီးအိမ်ထောင်ပြုမယ်တော့မစင်စားနဲ့အိမ်ထောင်ပြုတယ်ဆိုတာဟာတရိတ်ဆန်ဘဝရောက်ရင်တောင်အိမ်ထောင်ပြုလို့ရတယ်လို့ဆုံးမပါတယ် ဲ့ဒီလိုဆုံးမလို့လေယနေ့တိုင်အထိဦးစင်းတို့တင်ကန်းဝတ်နဲ့မြဲလာတာပါနော်ခေတ္တဆိုရင် သာသနာပြုတာနဲ့အိမ်ဆောင်ပြုတာဘယ်ဟာကကောင်းတယ်ဆိုတာကိုဦးစင်းအနေနဲ့ခွဲခြားပြီးပြောပြနေစရာလိုမယ်မထင်ပါဘူးနော်မန့်ပိုင်ရှင်ဘာသာစဉ်းစားဆုံးဖြတ်ကြည့်ပါသာသနာပြုတာကကောင်းပါတယ်အိမ်ဆောင်ပြုတာကမကောင်းဘူးလို့ပြောရင်မန့်ပိုင်ရှင်ရဲ့ကောင်းမလေးကဦးစင်းကိုမုန်းနေပါလိမ့်မယ်နော်အရှင်ဖရာလူချင်းတူပါရက်နဲ့ တချို့ကရုပ်အယမ်းဆိုးတယ်တချို့ကအယမ်းလှတယ်ဘာကြောင့်ပါလဲဖေအားတဲ့ဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကံမဝိပင်္ဂတုံးမှာသူဘလူလင်မြတ်စွာဘုရားကိုမေးလျှောက်တဲ့ပု္ပ္ပစာ၁၄ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပစာ၁၄ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါရဲ့တချို့သော လူတွေက ရုပ်ဆိုးတယ်တချို့သောလူတွေကရုပ်ချောတယ်ဘာကြောင့်ပါလဲမြတ်စွာဘုရားဆိုတဲ့အချက်ပါပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားသူဘ တချို့သောလူတွေရုပ်ဆိုးတယ်ဆိုတာဟာအမျက်ဒေါသအားကြီးလို့ဖြစ်တယ်။တချို့သောလူတွေရုပ်ချောတယ်ဆိုတာဟာအမျက်ဒေါသမရှိလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်။မှန်ပါတယ်နော်။နေ့စဉ်အမျက်ဒေါသအားကြီးနေတဲ့လူရဲ့မျက်နှာကိုကြည့်လိုက်ပါ။အမျက်ဒေါသရဲ့ပူလောင်မှုကြောင့်ရုပ်ဆိုးအကြီးတန်နေပါတယ်။အဲ့ဒီအမျက်ဒေါသနဲ့သေသွားမယ်ဆိုရင်ကံကောင်းလို့နောက်ဘဝလူဖြစ်အောင်တော့ရုပ်ဆိုးတဲ့သူပဲဖြစ်ပါတယ်နော်။အမျက်ဒေါသမရှိတဲ့လူရဲ့မျက်နှာကိုကြည့်လိုက်ပါ။ သူ့ရဲ့မျက်နှာမှာအမျက်ဒေါသမရှိတာဖြစ်တဲ့အတွက်အကြည်တက်ရှိနေတာကြောင့်ယူအစင်းလှပပါတယ်။အကယ်၍ဘဂရီယုတ်ကယူအစင်းလှပတဲ့သူမဖြစ်စေအောင်တော့သူ့ရဲ့တန်တန်မှာအမျက်ဒေါသမရှိတဲ့အတွက်အကြည်တက်ရှိနေတာကြောင့်မြင်ရတဲ့သူရဲ့စိတ်ထဲမှာချုံမောလှပတယ်လို့ထင်ရပါတယ်။အမျက်ဒေါသမရှိတဲ့ပုံကိုယ်တွေသိမဲ့ဆိုရင်နောက်ဘဝလူဖြစ်တဲ့အခါမှာချုံမောလှပတဲ့သူဖြစ်ပါတယ်။ကဲဒါဆိုရင်တချို့လူတွေကယူဆိုပြီး တချို့လူတွေကဘာကြောင့်ရုပ်ချောရတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်အရှင်ဖေယသီလမရှိဝိနည်းမရှိတဲ့ဖုန်ကြီးကို ပြမမိရင် အကုသို့ဖြစ်ပါသလားဖေယဖြေချပေးတော်မူပါဖုန်ဖုန်တဲ့အကုသို့ဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုရင်မိလင်တပညာကျမ်းမှာသီလပြတ်တဲ့လူဒုတိလထက်သီလပြတ်တဲ့ယဟန်ဒုတိလတို့ဤတာလွန်သောဂုံစယ်မျိုးဆိုတာဖော်ပြထားပါတယ်အဲ့ဒီဂုံစယ်မျိုးကဘာတွေလဲဆိုရင် တိလပြတ်သောယဟန်ဒုတ်တိလတို့သည်၁ဖျား၌ယူသေးခြင်း၂တရား၌ယူသေးခြင်း၃တန်ခါ၌ယူသေးခြင်း၄တရင်သုံးပေါ်တို့၌ယူသေးခြင်း၅ပါဠိသင်ကြားခြင်းအထာကထာသင်ကြားခြင်းတို့၌ကြိုးစားအားထုတ်ခြင်း၆ပါဠိအထာကထာတို့ကို나ယူမှတ်သားခြင်း၇တိလပြတ်သောယဟန်ဒုတ်တိလသည်ပရိသတ်အလဲသို့ရောက်သောအခါမှာတိလရှိသောယဟန်အသွင်ကိုဖြစ်စေခြင်း၈လူတို့ကဲ့ရဲ့မိကိုကြောက်ရွံ့သောကြောင့် ကိုနှုတ်တို့ကိုဆောင်စည်းခြင်းကိုကမ္မထံသို့ရှေ့ရှုလိုသောစိတ်ကိုဖြစ်စေလျက်ပါမန်ယဟန်အဖြစ်သို့ကပ်ရောက်ခြင်း၁၀တိလာပြတ်သောယဟန်ဒုတ်တိလာသည် မကောင်းမှုကိုပြုတော်လဲပဲ क्वे ရ၌ပုံလျောကွယ်လျက်ပြုကျင့်ခြင်းတို့ဖြစ်ပါれဒါဟာတိလာပြတ်သောယဟန်ဒုတ်တိလာတို့၏ဂုံစဲမျိုးပဲဖြစ်ပါれဒါကြောင့်တိလာပြတ်နေတဲ့ယဟန်ကိုစော်ကားပြမမိမယ်ဆိုရင်လည်းအကုသို့ဖြစ်တတ်ပါれဒါဆိုရင်တပည့်တော်တို့ကအဲ့ဒီယဟန်ကို ကိုးကွယ်ရမှာလားလို့ မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးနော်အဲ့ဒီလိုသီလပြတ်နေတဲ့ယဟန်ကိုတွေ့ပြီဆိုရင်ပြည်စီလေးပါထောက်ပံ့လှူဒန်းခြင်းမလုပ်ပါနဲ့နော်အစိတ်ပင်ပန်းသိပါလေရဲ့နဲ့ရေလောင်းပေါင်းတင်လုပ်မယ်ဆိုရင်လူတွေကိုဒုက္ခဖြစ်စေမှာဖြစ်ပါတယ်ရေလောင်းပေါင်းတင်မလုပ်ဘဲနဲ့ထားလိုက်မယ်ဆိုရင်အဲ့ဒီအစိတ်ပင်ဟာတည်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒုတ်တီလာအကျင့်ပြတ်နေတဲ့ယဟန်ကိုတွေ့ပြီဆိုရင်ပစ္စည်းလေးပါထောက်ပံ့လှူဒန်းခြင်းမလုပ်ဘဲထားလိုက်ပါနော် ကိုနဲ့နှုံနဲ့သွားပြီးတော့မပြင်းမားလိုက်ပါနဲ့ပြင်းမားလိုက်မယ်ဆိုရင်မိမိမှာအကုသို့ဖြစ်တတ်ပါတယ်အရှင်ဖရာတပည့်တော်မကိုဖြေးချပေးပါအောင်ဖရာမွေးနေ့တောက်ကြတနင်္လာကေသာဆန်ဖြက်မပြုတ်အပ်ဆိုတာတောက်ကြနေ့မွေးသူတွေတနင်္လာနေ့ဆန်ဖြက်ကောင်းလျှော်မပြုတ်လို့ရဘူးဆိုတာ ဟုတ်ပါသလားအရှင်ဖရာတဲ့ဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကတောက်ကြသားဖြစ်ပါတယ်တနင်္လာနေ့မှာဆန်ပေပါတယ် တောက်ကြသားသမီးများဟာတနင်္လာနေ့မှာဆိုင်ရိတ်တာတို့စပင်ညှက်တာတို့လုပ်မယ်ဆိုရင်ဖျားရှင်ကိုပြိုင်တဲ့သဘောတက်ရောက်မှာစိုးတဲ့အတွက်ကြောင့်ရှေ့လူကြီးများကတောက်ကြသားသမီးများတနင်္လာနေ့မှာဆိုင်ရိတ်တာတို့စပင်ညှက်တာတို့မလုပ်ရဘူးလို့တားမြစ်ထားတာဖြစ်ပါတယ်မဆိုင်ပါဘူးเนาะဘသူမှလည်းဖျားနဲ့လိုက်ပြန်ပြီးတော့ဆန်ချတာတို့စပင်ရိတ်တာတို့လုပ်မှာမဟုတ်ပါဘူးဘယ်နေ့ပဲဖြစ်ဖြစ်မိမိနှစ်သက်တဲ့နေ့မှာဆိုင်ရိတ်တာတို့စပင်ညှက်တာတို့လုပ်ကောင်းပါတယ်เนาะ